ဒီတစ်ခါဗီဒီယိုမှာ5သိန်းကနေ73သိန်းဝင်းကျင်မှာ price to performance ကောင်းတဲ့ China version ဖုန်းတွေကြောင်းပြောပြပေးသွားမယ်။ဒီဗီဒီယိုမှာပြောမယ် price to performance ကောင်းတဲ့ဖုန်းတွေဆိုတာကဒီ SOC တခုတည်းကွက်ကောင်းတာမဟုတ်ဘဲနဲ့သူသေးတန်းဝင်းကျင်မှာ Honor ကောင်းပြီးတော့ဝယ်ရတာတန်တဲ့အဆင်ပြေတယ်ဆိုတဲ့ဖုန်းတွေကြောင်းပြောပြပေးသွားမှာ။အဲ့တော့ဘယ်ဖုန်းတွေပါလဲဆိုတာကိုကျွန်တော်တို့တူတူအဆုံးထိကြည့်လိုက်အောင်။ယန်ဂွန် mobile store ပထမဆုံး9သိန်းကျော်6သိန်းဝန်းကျင်မှာဆိုရင် Redmi ရဲ့ Note 12 5G နဲ့ Note 10တီးရှိတယ်။ဒီဖုန်းနှလုံးလုံးကဒီစီရန်ဝန်းကျင်မှာဝယ်ရတာတော်တော်လေးတန်တယ်။ပေးရတဲ့ဈေးနဲ့အဆင်ပြေရဆိုတဲ့ဖုန်းနှလုံးထဲမှာပါတယ်။ဒီဖုန်းနှလုံးရဲ့ display ကိုစပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖုန်းနှလုံးလုံးမှာ AMOLED 120Hz ကိုမှ resolution ကလည်း 1080p ထိကိုတုံးထားပြီးတယ်။ဒီဈေးနဲ့ဒီလိုမျိုး display ရတာတော်တော်ကြီးမှတန်တယ်ဆိုတဲ့အနေအထားမှာရှိတယ်။အခြားဒီစီရန်ဖုန်းတွေမှာ display ဘက်ကိုတွားကြည့်လိုက်မယ်ဆိုရင် LCD 90Hz ကိုမှ 720p resolution ဒီလောက်ပဲတုံးထားပြီးတာ။ အဒီမှာက AMOLED တွေပါတယ်တောင်းရမှာဆိုတော့တော်တော်လေးမှအဆင်ပြေဆိုတဲ့အနေအထားမှာရှိတယ်။ဘေးကလက်တွေကတော့ budget ဖုန်းတွေဖြစ်တဲ့ကြောင်ဖုန်းတစ်လုံးလုံးကို plastic တွေပဲတုံးထားပေးတယ်။အဒီ plastic တွေပဲတုံးထားတဲ့အားသာချက်တစ်ခုကတော့ durability ဘိုင်းမှာတော့အခြား glass တုံးထားတဲ့ဖုန်းတွေတက်ဆိုင်တိတိတလာပို့ပြီးတော့အကျန်းခံတယ်။ battery ဘိုင်းမှာဆိုရင်လည်းဖုန်းတစ်လုံးလုံးမှာ9000 mAh မှာအပြည့်သွင်းမှုကို 33W fast charging ကို support ပေးတယ်။အဲဒါကလည်းဒီသေးတော့ဝင်ကျင်မှာကောင်းနေဆိုတဲ့အနေအထားမှာရှိတယ်။အခြားဖုန်းတွေမှာဆိုရင် fast charging ကို 80W လောက်ပဲ support ပေးတာ။ ဒီမှာက33 watt ဆိုတော့နှစ်ဆနီးနီးလောက်ပို့ပြီးတော့မြန်သွားတယ်အဲ့တော့ battery bank နဲ့ပတ်သက်ပြီးတော့လေဒီဈေးနှုန်းဝင်ချက်မှာအဆင်ပြေတယ်ကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ် SoC bank ကိုသွားကြည့်လိုက်မယ်ဆိုရင်တော့ဒီဖုန်းနှလုံးကနည်းနည်းလေးပွာသွားပြီ Redmi ရဲ့ Note 12 5G မှာကကျွန်တော်တို့ Snapdragon 4 Gen 1ကိုတုံးထားပြီးပြီးတော့ Redmi Note 3မှာကကျတော့ကျွန်တော်တို့ Snapdragon 685ကိုတုံးထားပြီးတယ် ဒီ SOC နှစ်ခုရဲ့ performance ကတိတ်ပြီးတော့တိတိတတ်တာွာချားတာတော့မရှိဘူး။ကိုက daily use ဖုန်း၃နာအပြည့်မှာ gaming ဘိုင်းတော့ပါနည်းနည်းပါးပါးတုံးကျင်နေဆိုရင်လည်းတုံးလို့ကောင်းတယ်တုံးလို့ရတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ကင်မရာဘိုင်းမှာဆိုရင်တော့ 1way megapixel ကိုတုံးထားပြီးတယ် Redmi Note 3က48 megapixel ကိုပဲတုံးထားပြီးတယ် Redmi Note 12 5G တဲ့ဆိုင်နည်းနည်းလေးပို့ပြီးတော့ကောင်းတယ်။အဲ့တော့ဒီစတဲ့ဝင်ကျင်မှာဘလူကဘယ်ဖုန်းတွေဝယ်တင်လဲဆိုတော့ကိုက၅သိန်းကျော်၆သိန်းဝင်ကျင်မှာ Honor ကောင်းတဲ့ဖုန်းအပြည့်မှာ SOC ပို့ကောင်းတာလိုချင်နေဆိုရင်တော့ Redmi ရဲ့ Note 5G ကိုဝယ်လိုက်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်အလုံးမမဟုတ်ဘူးကင်မရာနည်းနည်းပိုကောင်းတဲ့ဖုန်းကိုလိုချင်တဲ့ဆိုရင်တော့ Redmi ရဲ့ Note 30ကိုရွေးချယ်လိုက်တာကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နေပဲ။ဒါမဲ့ဒီဖုန်းနှလုံးလုံးကဒီစီတန်းဝင်ကျင်မှာဝယ်ရင်တော်တော်လေးတန်တဲ့အရွေးမမောင်းဆိုတဲ့ခံစားချက်ကိုရမှာတော့သိကြတယ်။မင်းစီကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဖုန်းတွေထက်ဈေးနည်းနည်းပိုပြီးတော့တက်နိုင်တယ်ဆိုရင်9သိန်းကျော်10သိန်းဝင်ကျင်မှာ Corona Daily Usage ကောင်းကောင်းမွန်မွန်သုံးတဲ့အပြင်မှာကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကိုလိုချင်တဲ့ဆိုရင်တော့ Redmi ရဲ့ Note 30 Pro ရှိတယ်။ ဒီဖုန်းမှာကင်မရာကောင်းရတဲ့အဓိကအကြောင်းရင်းကသူရှိမှာသုံးထားတဲ့ main sensor ကြောင့်လို့ပြောလို့ရတယ်။သူရှိမှာ main camera အနေနဲ့200 megapixel Sony HP3 sensor ကိုသုံးထားပေးတယ်။အဲဒါ့အပြင်8 megapixel ultra wide နဲ့2 megapixel micro travel camera စတဲ့နဲ့လာတယ်။ဒီဖုန်းက9သိန်းကျော်8သိန်းဝန်းကျင်မှာကင်မရာတော်တော်လေးမှကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ဒီဖုန်းမှာက tele sensor ကိုမသုံးပေးထားပေမဲ့သူရဲ့ main camera ကအရင်ကောင်းတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကျွန်တော်တို့ zoom ဆွဲရိုက်တဲ့ပုံတွေပဲဖြစ်ဖြစ် portrait photo တွေပဲဖြစ်ဖြစ်တော်တော်လေးကောင်းတဲ့ပုံထွက် quality လို့ထုတ်ပေးနိုင်တယ်။ ောက်တဲ့ဒီဖုန်းမှာအားသာတဲ့ချက်ကတော့ 4K ကို30 frame per second ထိရိုက်လို့ရတယ်။ဒါလေးကတော့တော်တော်လေးမှိုက်တယ်။ selfie camera အနေနဲ့ကတော့60 megapixel ပဲသုံးထားပါသေးတယ်။ အဲဆယ်ဖီကင်မရာကတော့ Redmi ရဲ့ Note C ဖြစ်တဲ့တဲ့ကြောင့်အရင်ကြီးကောင်းတယ်လို့လည်းပြောလို့မရဘူးလို့အရင်ကြီးစုပ်နေတယ်မှာမပါဘူးမက်တယ်လေးပေါ့နော်အလေအလက်အဆင်ပြေဆိုတဲ့အနေထားမှာရှိတယ်ဒီဖုန်းကကင်မရာမိုင်းတော်တော်လေးအားရမှုကောင်းတဲ့အပြင်သူရှိမှသုံးထားရတဲ့ display က AMOLED 120Hz ကိုမှ resolution ကလည်း 1.5K resolution နဲ့လာတယ်နောက်ပြီးတော့ဘေးဘက်ပေါင်းနေရလည်းတော်တော်လေးပါတာဖြစ်တဲ့တဲ့ကြောင့်ဒီဖုန်းရဲ့ display ကိုကြည့်ရတာတော်တော်လေးအရသာရှိပြီးတော့ကြီးကြီးလင်းလင်းပြက်ပြက်သားသားလေးဖြစ်တော့ display ဘိုင်းမှာလည်း9သိန်းကျော်လောက်နဲ့ဒီလို display ရတာကတော်တော်လေးတန်တဲ့ mic တယ်ဆိုတော့ phone display ထဲမှာရှိတယ်။ performance band ကိုဆက်ပြီးတော့သွားရမယ်ဆိုရင်သူရှိမှာတုံးထားပြီးတဲ့ SoC က Snapdragon 7S Gen 2ကိုတုံးထားပြီးတယ်။ဒီ SoC ရဲ့ performance ကမိတ်ဆွေရ daily use phone တွေတုံးတာအပြင်မှာ gaming ဘိုင်းဘက်ကိုပါတုံးမယ်ဆိုရင်လည်းတုံးလို့ရတယ်အဆင်ပြေဆိုတော့ performance ကိုထုတ်ပေးနိုင်တယ်။ SoC နဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးအဆင်ပြေတဲ့ phone တွေမှာပါတယ်။ဘာဖြစ်ပိုင်းမှာဆိုရင်လည်းသူရှိမှာက9100 milliamp ပေါ်မှာအပြည့်အစုံမှုကိုလည်း67ဘတ်ဝက်ကိုဆက်ပို့ပေးတယ်။ဒီ9သိန်းကျော်ဝ ဝင်ကျင်မှာ sexy ချမ်းပေါင်းဝက်ဖက်ချာနေနေဆိုတော့တော်တော်ကြီးမှမြန်ပြီးတော့ battery performance နဲ့ပတ်သက်ပြီးတော့ဘာမှအပြစ်ပြောတာမရှိဘူးဒီသင်းလုံးဝင်ကျင်မှာတော်တော်လေးအဆင်ပြေဆိုတဲ့ phone အနေထားမှာရှိတယ်အဲ့တော့ mate ရ8သိန်းဝင်ကျင်မှာကင်မရာကောင်းတဲ့ phone ကိုလည်းလိုချင်တယ်ဒါပြင် display ဘိုင်းနဲ့ gaming ဘိုင်းကိုလည်းအတန်အသင့်ကောင်းတဲ့ phone တစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ရှေ့ရပြောခဲ့တဲ့ Redmi ရဲ့ Note 30 Pro phone လေးကိုတည်တည်ချာချာထည့်ပြီးတော့စဉ်းစားတင်တယ် recommend ပေးတယ်လို့ပြောနေပဲနောက်ထပ်ဈေးနဲ့တစ်ခုကိုတွားလိုက်အောင် နောက်ထပ်ကိုကဈေးနည်းနည်းလိုက်နိုင်တယ်ဆိုရင်တော့10သိန်းကျော်ဝင်းကျင်မှာ Redmi ရဲ့ Note 40 Pro နဲ့ Note 40 Pro Plus ရှိတယ်။ဒီဖုန်းနှလုံးလုံးက Redmi ရဲ့နောက်ဆုံးထွက်ထားတဲ့ Note series ဖုန်းတွေထဲမှာအကောင်းဆုံးဖုန်းနှလုံးထဲမှာပါတယ်။ဒီဖုန်းနှလုံးလုံးမှာက IP68 69ဓာတ်ဆန် Water Resistant ပါတာဖြစ်တဲ့ကြောင့်ဖုန်းကိုရေဆိုးရွေးနေမဟုတ်ဘူး။ရေထဲမှာမှထည့်စိမ့်မယ်ဆိုရင်လည်းစိမ့်လို့ရတယ်။အဲ့တော့အကျန်းခံတယ်ဆိုတဲ့ဘက်ကိုသွားတယ်။ဒီဇိုင်းပိုင်းမှာဆိုရင်တော့ဒီဖုန်းနှလုံးကဒီဇိုင်းဒီအန်တွေကအတူတူပဲ။ဖုန်းရဲ့နောက်မှာ camera bank ကိုကြောဘက်ချမ်းမှာ၄ရောင်းပုံစံလေးထည့်ပေးထားတယ်။ ဒါပြင်ရှေ့ဘက်ချမ်းကိုတော့နောက်ဘက်ချမ်းကိုကတ်လုပ်ပေးထားဖြစ်တဲ့ကြောင်းလက်ထဲမှာကန်ရတာပါပါလေးနဲ့ကန်လို့ကောင်းတယ်ဆိုတဲ့အနေထားဘက်ကိုတွားတယ်။ဒါမဲ့ဘေးကွက်လက်ဒီဘက်မှာတော့ glass back ကိုတုံးထားပေးတဲ့ Redmi Note 40 Pro Plus ကပို့ပြီးတော့ကောင်းတယ်။နောက်ပြီးတော့ Premier လည်းပို့ပြီးတော့ဆန်တယ်။ လက်ထဲမှာမလို့ပြောရဲ glass လေးကိုကင်တာတော့ပို့ပြီးတော့ premier sun နဲ့ခန်းစားချက်ကိုရတာပေါ့ display ဘက်မှာတော့ phone နှလုံးလုံးမှာတုံးပေးထားတဲ့ display fan တွေရော display side တွေရောအတူတူပဲဒီ phone နှလုံးလုံးမှာက6.77 inches AMOLED 120Hz ကို support ပေးတယ် resolution ကလည်း 1.5K resolution ကိုမှ pre brightness ကလည်း3000 nits ဆိုတော့စက်သိန်းကျော်ဈေးနှုန်းဝင်ကြမှာဒီ display ကတော်တော်ကြီးမှတန်တယ်တုံးရတာ mic တွေဆိုတဲ့အနေအထားမှာရှိတယ် အဆင်ပြေတယ် display ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှ complaint တက်နေစရာမရှိဘူး ASUS ဘိုင်းအောင်သွားမယ်ဆိုရင်တော့ Redmi Note 40 Pro မှာက Dimensity 9300 Ultra ကိုသုံးထားပေးတယ် Redmi Note 40 Pro Plus မှာကကြတော့ Snapdragon ကို 7S Gen 3ကိုသုံးထားပေးတယ်ဒီ ASUS ဘိုင်း performance ကဒီဖုန်းနှလုံးလုံးမှာ daily use ဖုန်းသုံးတာ ဂိမ်းမင်းပိုင်းတို့ကတိတိတတ်တာဟွာထားတာမရှိဘူး။ကောင်းကောင်းမွန်မွန်အဆင်ပြေပြီးချော့ချော့မွေ့မွေ့တုံးလို့ရတယ်။ဒါပေမဲ့ standard ကို SOC ကကြတော့ကျွန်တော် image processing ပိုင်းမှာတော့ dimensity SOC ရဲ့ဆိုင်မဆိုးတတော်လေးပိုကောင်းနေတာတော့ရှိတယ်။အဲ့တော့ default နဲ့လုံးလုံးမှာတိတိတတ်တာဟွာထားတဲ့အချက်ကိုစပြီးတော့ပြောရမယ်ဆိုရင် camera brand လို့ပြောရလိမ့်မယ်။ Redmi ရဲ့ Note 40 Pro မှာက50 megapixel main camera, 8 megapixel ultra wide နဲ့2 megapixel micro travel camera setup ကိုတုံးထားပေးပြီးတော့မှ Redmi Note 40 Pro Plus မှာကကြတော့ 50 megapixel main camera 50 megapixel tele sensor နဲ့8 megapixel ultra wide ကိုသုံးထားပေးတယ်။ဒီနေရာမှာကတော့ tele sensor ပါတဲ့ Redmi Note 40 Pro Plus ကတိတိတတ်တာပို့ပြီးတော့အားသာတယ်။ဥမာကိုက zoom photo တွေဆွဲရတာပဲဖြစ်ဖြစ် portrait photo တွေဆွဲရတာပဲဖြစ်ဖြစ် tele sensor ပါတာဖြစ်တဲ့အတွက်ကြောင့် Redmi ရဲ့ Note 40 Pro Plus က Redmi ရဲ့ Note 40တက်စာရင်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့ experience ကိုရတယ်။ကင်မရာဘိုင်းမှာတော့ Redmi Note 40 Pro Plus ကပို့ပြီးတော့တားတယ်။နောက်ထပ်ကွာခြားအချက်ကိုပြောရမယ်ဆိုရင်တော့ဒီဖုန်းနှလုံးရဲ့ battery ဘိုင်း တရီပိုင်းမှာဆိုရင် Note 40 Pro မှာက9500 mAh ကိုအပြန့်သွင်းဖို့ကို 45W fast charging ဆက်ပို့ပေးတယ်။ Note 40 Pro Plus မှာကကြတော့6200 mAh မှာ fast charging က 90W ကိုဆက်ပို့ပေးတာဆိုတော့ဒီနေရာမှာ Note 40 Pro Plus ရဲ့ battery life ကတိတိတသာပိုကောင်းတယ်။အပြန့်သွင်းတဲ့နေရာမှာလည်း Note 40 Pro ထက်စာရင်နှစ်ဆနီးပါးလောက်မြန်တယ်။အဲ့တော့ကိုက battery ပိုကောင်းတာကိုလိုချင်တဲ့ဆိုရင်တော့ Note 40 Pro Plus ကိုရွေးချက်လိုက်တာကပို့ပြီးတော့အဆင်ပြေနိုင်မယ်။ အဲ့တော့ဒီဖုန်းနှလုံးမှာဘလူတွေကဘယ်ဖုန်းကိုဝယ်တင်လဲဆိုတော့ကိုက7သိန်းကျော်ဝင်းတင်မှာ all round ကောင်းတဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်ဘက်ထရီပိုင်းနေကင်မရာပိုင်းတွေကလည်း Note 40 Pro Plus လောက်မကောင်းရင်ရတယ်ဆိုရင်တော့ပို့ပြီးတော့ budget စီးတဲ့ Note 40 Pro ကိုရွေးချယ်လိုက်တာကအဆင်ပြေလိမ့်မယ်ကိုက7သိန်းကျော်ဝင်းတင်မှာ all round အကောင်းဆုံးပေးရတဲ့ဈေးရတဲ့အတန်ဆုံးကင်မရာအကောင်းဆုံးနဲ့ဘက်ထရီအကောင်းဆုံးဖုန်းကိုလိုချင်တယ်ဆိုရင်တော့ Note 40 Pro Plus ကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့ဒီ view လေးမှာက9သိန်းကနေ13သိန်းဝင်းတင်မှာ price to performance ကောင်းတဲ့ China version ဖုန်းတွေကိုပြောပြပေးကြတာဖြစ်ပါတယ်။ Meizu အနေနဲ့အခုကျွန်တော်ပြောခဲ့တဲ့ဖုန်းတွေတဲ့ကတလုံးလုံးကိုဝယ်ဖို့စဉ်းစားနေရဆိုရင်ကျွန်တော် Yangon Mobile Store ကြောက်တာပင်ဆိုင်မှာလာရောက်စမ်းသပ်ဝယ်ယူကြည့်လဲလို့ပြောရင်းနေပဲ။အားလုံးကြည့်တင်ပါတယ်။ကျွန်တော်အောက်ခတ်ပါ။နောက်ထပ် video မှာဆက်တွေ့တာပေါ့။ Yangon Mobile Store